International Boundary လို့ခေါ်တဲ့နိုင်ငံတကာနယ်နိမိတ်ကပိုင်ခြားထားပေမဲ့လဲချင်းပြည်နယ်ရီခရာမြို့နယ်မီဇိုရမ်ပြည်နယ်ကဇုတ်ခတာချေရွာတို့ဟာအင်အိုးနဲ့စမ်းပင်လို့အပြန်အလှန်ကုလူဆက်ဆံမှုရှိတဲ့ဒေသတစ်ခုလို့ဖြစ်ပါတယ်။ရှီလျားတဲ့သမိုင်းအထောက်အထားတွေအရချင်းပြည်နယ်ကကျင်းလူမျိုးတွေနဲ့မီဇိုရမ်ပြည်နယ်ကမီဇိုလူမျိုးတွေဟာယဉ်ကျေးမှုဘာသာစကားတလိထုံတန်းအစင်လာတွေတူနေတဲ့တအုံတူစိမ့်ကြီးအကိုမျိုးနယ်တစ်ခုတည်းကစင်းသက်လာသူတွေလို့ခံယူထားကြတာပါ။ အိန္ဒိယမြန်မာနယ်စပ်ကုန်းသွင်းစခန်းတီရှိရာလေးဖြစ်တဲ့ရီခူရာမြို့နယ်ဇိုခဇာဇေးရွာဟာနိုင်ငံတကာနေနမိတ်မြင်းကပိုင်းခြားထားပေမဲ့ဒေသခံပြည်သူတွေဟာတာရင်နာရင်နဲ့လူမှုစီးပွားရေးတွေမှာလွတ်လပ်စွာနေဆက်ဖြတ်ကျော်ပြီးမိသားစုတစ်ခုလိုကိုင်းကျုံမီကျွန်းကိုင်းမီနေထိုင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယဗဟုအစိုးရရဲ့ policy ကြောင့်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစပြီးလွတ်လပ်စွာနေဆက်ဖြတ်ကျော်ခွင့်ပိတ်ပင်ခံလိုက်ရတာကြောင့် နေဆက်နေပြည်သူတွေဟာလူမှုရေးနေစဉ်စာဝနေရင်းနဲ့ဈာမရေးတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်လာကြရတယ်လို့ပရိခရာမြို့မှာနေထိုင်တဲ့တူကပြောပါရီသူလည်းလမ်းမှန်ကလ်တာအဲဟိုဝါဒီတမတ်တက်လာဖို့တက်ဖို့ခတ်လာဝလေတာလူဟိုတဲ့ဦးမင်းတို့လည်းတန်မောသွမ်း ปัญญาชวนเรื่องเราจะทำก็ัวเองเอออันมานี่ที่กันนะเออในเราชวนกันทันเราตันเล็ดเลยอ่ะมันเสียเจจำพายเจคันกัลปุยขันกัลพานนั้นกันเละคุณที่เตรียมนั้นในขันขันกันเละไจจั่ละว่าส่วนเอเอหมุทิตเจทิ่โตล่หลอัลซาก็เตะกันเลยอ่ะขันกัลปุยไล่ชวงจำพระ ุกตังสมาเตสมุนเตลกอันพันเหล่าขานทำสนตั้งกันต่อะไรบ้างเป็นกัลปกเป็นการโตที่กันได้สียกันต้นใหญ่เห็นเห็นลูกกันด้วยกัลปกเตกันกานั่นนั่นเลยโอเคสิบุญกันว่าน้าสร้างมาไอ้ประมาณจะ central militaire de notre appartement en la Sapam, c'est la Kita. Il y a un potam qui est en train de se mettre en main. အိန္ဒိယမြန်မာနယ်စပ်တခြားမှာရှိတဲ့ဒေသခံပြည်သူတွေဟာ1968ခုနှစ်ကတည်းကပြတ်ထန်းခဲ့ကြတဲ့ Free Movement Regime FMR လို့ခေါ်တဲ့နိုင်ငံသားလွတ်လပ်စွာသွားလာခွင့်အရာမြေဆက်တစ်ဖက်တစ်ချက်စီတဲ့နိုင်ငံအကျဉ်းကိုခြေဝင်ခွင့်ဗီဇာမလိုပဲ16ကီလိုမီတာအထိအတားအဆီးမရှိဝင်ရောက်သွားလာခွင့်ပြုထားကြတာဖြစ်ပါတယ်။အခုအခါမှာတော့ FMR ကိုအိန္ဒိယပဟိုအစိုးရကဖျက်သိမ်းလိုက်တဲ့နောက်ယခုနှစ်ဇန်နဝါရီလ၁ရက်နေ့ကစပြီးနေဆက်ကနေတဆင့်ဝင်ထွက်သွားလာမှုကို အိန္ဒိယပဟိုအစိုးရကတင်ကြားလိုက်တာဖြစ်တယ်လို့ ရီခရာမြို့ဒေသတွင်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြောပါရီဘာဇန်နဝါရီ travel ကမီအိုဟေမီမာဟင်ရုံလတန်တာဇန်နဝါရီနေ့ခတ်နေ့ငယ်မနေစတာချွမ်းအမီပီတပိုခတ်တန်မန်အောင်ခပ်မယအမချန်ဆွေခုံချူအမမာရချေတင်ငယ်မနုံနာကန်တီခအကန်လို့ငယ်ဝင်ဝတ်လောပါခတိရင်လို့သူတာမန်ရုံတမိခမီပူိတဲကန်ခဆပ်ပိုခမင်းတီခေလပ်ဇဘာ hiện bây bạn hiện đến từ năm mai em đầm lộ đi của phố đi xe xung đột nó đi của phố đi em kiếm bạc khan em gia đình tất nhiên cái nền cầu bộ thì là mà rồi chú cũng mình lại rồi chuan ai stick zo kim man rồi là tôi đã thấy lòng chuan em mà tăng thể là vợ số tiền chuan cài thì là hiện hiện lấy lấy chỗ hiện này là vợ กายฮีกายงารุกเวรออกมาช่วงช่วงนี้ดูดูปนกันเทโตแล้ววะนี้สมดุลน่ะปอฮาร์สันกันโพระแต่ช่วนเช็ดนี้ชัดนี้ปอให้คนนี้คขัดอังกันนี่ละเช็ดนี้ชัดนี้พวกกันนลมตัวนะเอ่อที่พวกกันร่างตัวนะขัดเยังง่าจะเรียนตะกะเราข้อสัถิตขาดตูนเอรอช่วดูดูปนเออข้อสักเทโตแล้ววะเช็นกันโตปนกันเรื่องร่างเทโตแล้ววะนี่ขาดเปยงเราช่ค่อยมาช่วยเทโตแล้ววะนี่ช่วงฮาร์สันนี่ปุ๋ยเป็นกันโตชจวงเต็ม နှစ်နိုင်ငံပြည်သူတွေဟာအိန္ဒိယမြန်မာနယ်စပ်လမ်းကြောင်းကနေတဆင့်ဝင်ထွက်သွားလာမယ်ဆိုရင် border pass လို့ခေါ်တဲ့နယ်စပ်ဖြတ်ကျော်ခွင့်ကလုပ်ထားဖို့လိုပါတယ်။အဲ့ဒီကရရှိဖို့အတွက်သစ္စာရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရေးထံကနေထောက်ခံစာရယူပြီးနယ်စပ်ကိတ်မှာတာဝန်ကြားတဲ့ Assam Rifles တပ်ဖွဲ့ထံ border pass ယူရပါတယ်။အဲ့ဒီ border pass ဟာလဲခုနှစ်ရက်သားအသက်ရှင်ပြီးအရင်က16ကီလိုမီတာအထိခွင့်ပြုခဲ့ပေမဲ့လဲအခုအခါမှာတော့ကီလိုမီတာ10အထိသာ ဝင်ခွင့်ပြုတော်တယ်လို့သိရပါတယ်။နေဆက်ကကုန်တင်ကုန်ချအလုသမားတွေကိုတော့အလုသမားကတ်တွေထုတ်ပေးပြီးတစ်ဖက်ကန်းကိုကုန်ဖို့ခွင့်ပြုထားကเจ้าနေရွယ်ကလေးတွေကိုလည်းเจ้าဝတ်စုံနဲ့တွားရင် အထောက်အထားမလိုပဲဖြတ်တန်းခွင့်ပြုတယ်လို့ဆိုပါတယ်။ရီကရာမြို့ကနေဇုခသာကြီးရွာဖက်ကိုနှစ်ချင်းပြန်ကြောင်းတက်တဲ့ကလေးငယ်အယောက်900ဝန်းကျင်ရှိတယ်လို့သိရပါတယ် FMR စနစ်ဖြတ်သိမ်းတဲ့အမိန့်ဟာအိန္ဒိယဗဟုအစိုးရကနေလာတဲ့အမိန့်ဖြစ်တာကြောင့် ဒေသအတွင်းအဖွဲ့အစည်းတွေအနေနဲ့လွန်ဆောင်ဖို့မလွယ်ကူပေမဲ့ခြေရှင်းနိုင်မဲ့နေလန်းတွေကိုတော့တင်းကြတောင်းဆိုမှုတွေဆောင်ရွက်နေတယ်လို့ဇုခသာစင်းရွာကောင်စီအဖွဲ့ဝင်တအိုးကပြောပါရီ FMR 组站了现在微信说都在现在都在微信站他啊现在你看刚刚的这么厉害嗯啊说到巴迪这边巴迪给会会你看你是一个刚出了刚脱裤的播出啊 公司他后来我做他们 FM 一说是跟啊，那这个马很那贵体的做的啊，工艺跟越多，那做人做的多那做人后来那多，那保险那个程度啊，很说就成肯定个不多，把第二这个啊，很说就成肯定，他们话因啊，很说好了，他们有的保住，很多年都因肯定啊，真的一些本就可以是得保，那那呀，跟体的质量跟拍工质量做。 ตัวตัวกันชัวกันเงินเปียอ่ะมาสุดจริงสุดจริงสุดแล้วเท่าไหร่ซึ่งส่วนกันดีละกันสุดตรงที่ห้าส่วนส่วนตัวนั่นเองเนาะมันก็เป็นว่าเป็นมาแล้วเสียงตัวตัวก็ป่วยเทียมฮะเราเส้นชัวร์โอ้ด่าแล้วเนี่ยมีเสียงผมผมเป็นเสียงจนเลิศเขาปะเออไอ้เส้นเทียมเงี้ยมีเสียงเทียมสักเทียมตีได้ก็ต้องก็ที่ไทยกันอ่าลูกเสียโซโร่ 那么等等问题都没做上啊，来这个呃，就看看我拿着等等个货，呃，不然的话等等个货我帮你呃，还挺不错，你也多着些，反正还没上过了，不管六十多分数，就这波就跟我老推这个速度了，刚刚呀，原来还六个多的砖。hàn cầu thủy biểu hàn sản sản thủy biểu đạt tụ công thì cần là đập mê cái này cái này ồn à hàn phá chân chúng ta khai là chân cần chân có cần chân bộ chúng ta cần có chúng ta là sôi thế ိန္ဒိယဗဟိုအစိုးရဟာ FMR စနစ်ကိုဖျက်သိမ်းပြီးတဲ့နောက်ကီလိုမီတာ1600ကျော်ရှည်လာတဲ့အိန္ဒိယမြန်မာနယ်စပ်တလျှောက်ကိုလည်းခြံစည်းရိုးခတ်ဖို့ပြင်ဆင်နေပြီးမနစ်ပေါ်နယ်စပ်ဘက်ကတော့စတင်နေပြီလို့သိရပါတယ်မီဇိုရမ်ပြည်နယ်ဖမ်းမှာနှင်းဆက်ခြံစည်းရိုးပါခတ်လာမယ်ဆိုရင်တော့ပြည်နယ်နှစ်ခုကြားကပြည်သူတွေဟာပို့ပြီးတော့အခက်ကြုံလာွယ်ရှိပါတယ်။အိန္ဒိယဗဟိုအစိုးရဟာအခုလိုနှစ်နိုင်ငံပြည်သူတွေလွတ်လပ်စွာသွားလာခွင့်ဖြတ်သိမ်းပြီး မြန်မာနယ်စပ်တခြားကိုခြံစည်းရုပ်ခတ်ဖို့စီစဉ်ရတာဟာမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းနိုင်ငံရေးစစ်ရေးအခြေအနေတွေကြောင့်လို့လဲဆိုကြပါတယ်စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတရားမဝင်တဲ့ဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့စစ်ပီးရှောင်အရေးတရားဥပဒေစိုးမိုးမှုယူရန်ပြက်စီးမှုကြောင့်နေဆက်ကနေတဆက်မှုရဲ့စေဝါးတွေအလုံးအရင်ဝင်ရောက်လာမှုတရားမဝင်လက်နက်မှောင်ခိုးတင်သွင်းမှုအမြင့်တက်လာခြင်းနဲ့ နစ်ပိုပီနယ်ကလူမျိုးရေးအထူးကရုံးတွေကြောင့်ဖြစ်နိုင်တယ်လို့နိုင်ငံရေးလှိလာသူတွေကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြေဆုံးចောင်းသားတမိတ်က MZP ကအပြင်လ30ရင်းကပြုတ်လုတဲ့မြန်မာစစ်ဆောင်အရင်နဲ့နင်းဆက်ကိစ္စစကားဝေးဆွေးနွေးပွဲမှာအိန္ဒိယမြန်မာနယ်စပ်ခြံစည်းရိုးခတ်မဲ့အစည်းအဝေးဟာပါလင်တိုင်းကြီးလိုဖြစ်မလာခင်မှာကန့်ကွက်ဖို့လိုအပ်တယ်လို့မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်ပူကေဗလော့ဖ်ဖေနာကအခုလိုပြောဆိုသွားပါတယ်။အိန္ဒိယစော်ကာဟီယာရင်း Indo Myanmar fencing tu nairon siam adu chan hi nge ti kan ngai tu anga ya border fencing ron siam atum chan hi nge ti hi mizo mi pui hian in kan ngai tu anga ni an chuan lam bera chuan in rui lo lo lu te alo tle ma na ti te dan lawa alo lu te tle ma na ti kha an chuan lam bera chu ri ya mar chu India sorkar lai pui hau tu teril ru ahi an soi du mia lau hi om rang ti kai ni miso tem kan siet tu ra dia kan nam in zom khom te kan in pum khat te an lau mai ngoi ti ti e kai chuka soi tu ra ni lau poin ka soi mai ani hei hi chin ste ta mi te le mizoram mi te kan in pum khat hi an lau ngoi ngoi ani kai in pum khat lau dan hi ngai tu angar ngar achan chu u nau kan nia christian kan ni vek boxia hemi mi dai dan hi ma na changa an du ngar ngar ni ti hi zo mi zo zong zong hian kan shit hia chu la jt syndrome ri alo siam hi rabri he ta changa nga a, a barlin u ala achang ma yang ti hi ke chu a lo om ve in ka sia a chu wang chan fencing hi chu mi pui puite ngo te hianin dau dal thar thale i thul chu a thang lo ka tia nagala hi chon an la dau dal reng a kong te an la zo mu mu pa ke ni chu dau dal thale hi tu lo mo kan ti de bani a tak ram aron thlen ma hian မီဇိုရမ်ပြည်နယ်ကဩဇာတက္ကမအကြီးဆုံးအရက်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Central Young Mizo Association CYMA အပါအဝင်မီဇိုကျောင်းသားတမက MZP နဲ့ဇုံမျိုးနယ်စုများပြန်လည်ပေါင်းစည်းရေးလှုပ်ရှားဆောင်ရွက်နေတဲ့ဇိုရိုအဖွဲ့တို့ကလည်းအိန္ဒိယဝန်ကြီးချုပ်နဲ့ပြည်ထရေးဝန်ကြီးထံစန့်ကျင်ကန့်ကွက်ကြောင်းနဲ့ဒီအစီအစဉ်ကိုပြန်လည်တုံ့တက်ပေးဖို့အိပ်ဖွင့်ပေးစာတွေလည်းပေးအပ်ခဲ့ကြပါသည်အိန္ဒိယဗဟိုအစိုးရအနေနဲ့ FMR ကိုဖြတ်သိမ်းပြီး နေဆက်ခြံစည်းရိုးခတ်ဖို့စီစဉ်ဆောင်ရွက်မှုဟာဌာနတိုင်းရင်းသားလူမျိုးတွေရဲ့ယာတိယာထိုက်တဲ့အခွင့်အရေးကိုဖိနှိပ်ချိုးဖောက်ခံရတာဖြစ်တဲ့အတွက်အစုံးတိုင်းဆက်လက်ဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုပြီးဆိုတော့အဖွဲ့ကပြီးခဲ့တဲ့အပြည်လ22ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါတယ်။ကမ္ဘာအခြေစုံဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယဟာဌာနတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုလှစ်လို့ရှုပ်ပြီး အတင်းအကျမနဲ့နင်ဆက်ချန်စီကိုခတ်လာမယ်ဆိုရင်တော့ချင်းပြည်နယ်နဲ့မီဇိုရမ်ပြည်နယ်ဟာလည်းဒုတိယကမ္ဘာစစ်အပြင်စစ်အေးကာလကအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီတို့ကို ပိုင်းခြားထားတဲ့ဘာလင်တိုင်းကြီးလို ပိုင်းခြားခံရပွဲရှိလာနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါရဲ့ရှင်။